ိတ်ချတွေလိုက်နိုင်ရမယ်ကျင့်ဝတ်ရှိချက်ကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါဒါကြောင့်မို့ဒီဗီဒီယိုကိုလက်ရှိအိတ်ချလုံးနေတဲ့သူတွေရဲ့ပြီးတော့ကျွန်တော်အိတ်ချကယ်ရီယာစပြီးတော့ရှောက်လမ်းမဲ့သူတွေရာဒီအိတ်ချကျင့်ဝတ်နဲ့ပတ်သက်တဲ့ဒီဗီဒီယိုကိုကြည့်ထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့အိတ်ချတွေကကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာဆိုရင်ဝန်ထမ်းအားလုံးနဲ့ဒီဆက်ဆံရတဲ့ယာလူတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့ကျင့်ဝတ်မကောင်းဘူးကျင့်ဝတ်မလိုက်နိုင်ဘူးဆိုရင်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာခုနအလုပ်ရှိရင်တော့ဒီမှာဆက်ဆံရေးဒါအလုပ်သမားတွေနဲ့ဆက်ဆံရေးကိုပြားစွာထိခိုက်နိုင်ပါတယ်ဗောနော်။ โอเคအဲ့တော့အရင်ဆုံးမိတ်ဆက်ရမယ်ဆိုတော့ကျွန်တော်နာမည်ကတော့အောင်စီသူပါကျွန်တော်ကတော့ဒီ Asia Power Page မှာ Asia နဲ့ပတ်သက်တဲ့သင်တန်းတွေအားလုံးကိုကျွန်တော်သင်ပါတယ်ပြီးတော့ Labor Law နဲ့ပတ်သက်တဲ့သင်တန်းတွေအားလုံးလည်းကျွန်တော်သင်တယ်ပေါ့နော်ပြီးတော့ဒီ TikTok ရဲ့ YouTube Channel ရဲ့ Facebook မှာဒီ Asia နဲ့ပတ်သက်တဲ့เนาะအကြောင်းအရာတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ဆက်ပြီးတော့သွားရအောင်ပေါ့နော်နံပါတ်1အနေနဲ့ Asia တွေလိုက်နိုင်ရမယ်ကျင့်ဝတ်ကတော့တရားမျှတမှုပါ အဲ့တော့ HR တွေကကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်းမှာဒီဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေเนาะဒါတွေကိုချမှတ်ရတာမျိုးတွေရှိတယ်ဆက်ဆံရတာမျိုးတွေရှိတယ်အဲ့ဒီအခါမျိုးနေမှာငါနဲ့အမျိုးတော်လို့เนาะငါနဲ့ရင်းနှီးလို့အဲ့လိုမျိုးဘက်လိုက်ပြီးတော့လှုပ်ဆောင်တဲ့အချက်တွေပေါ့เนาะဒါမျိုးတွေလုပ်လို့မရပါဘူးဝန်ထမ်းအားလုံးကျွန်တော်တို့ရဲ့တာရူညီမြတန်းတူဆက်ဆံမှုလို့ပါတယ်ဆုံးဖြတ်ချက်တွေကလည်းတရားမျှတမှုရှိဖို့လို့ပါတယ်အဲ့တော့နံပါတ်1အနေနဲ့ကတော့လေးစားမှုပါအဲ့တော့ HR တွေဒုတိယလိုက်နိုင်ရမယ့်ကျင့်ဝတ်ကတော့လေးစားမှုပါ ။ဘာကြောင့်လဲဆိုတော့ဝန်ထမ်းတွေရဲ့ဂုဏ်သိက္ခာဝန်ထမ်းတွေရဲ့ဖြစ်တည်မှုနော်။ပြီးတော့ဝန်ထမ်းတွေရဲ့မတူကွဲပြားမှုတွေကိုကျွန်တော်လေးစားလေးစားဖို့လိုပါတယ်။အဲ့တော့ဝန်ထမ်းတွေမှာကျွန်တော်တို့ဘာသာမတူတာတွေရှိမယ်၊လူမျိုးမတူတာတွေရှိမယ်၊နေရာဒေသမတူတာတွေရှိမယ်။နော်ဒီ level မတူတာတွေရှိမယ်၊ရာထူးမတူတာတွေရှိမယ်အစရှိတွေပေါ့နော်။အဲ့လိုမတူကွဲပြားမှုတွေဆိုတာလုပ်ငန်းတိုင်းမှာရှိတယ်။ဒါကြောင့်မလို့ဘာသာရေးရကျွန်တော်တို့ခွဲခြားဆက်ဆံလို့မရအောင်ပြီးတော့ရင်လူမျိုးရေးရခွဲခြားဆက်ဆံလို့မရအောင်။နောက်ဂျာမန်ခွဲခြား ဆက်ဆံလို့မရဘူးเนาะဒန်းတူညီတူကျွန်တော်တို့ဆက်ဆံမှုလို့ရတယ်။ဒီမတူ क्वे ပြားမှုတွေကိုလေးစားဖို့လိုပါတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ပွင့်လင်းမြင်သာမှုပါ။နံပါတ်3အချက်ပေါ့နော်အဲ့တော့ HR line နဲ့မှာနံပါတ်3အချက်ကတော့ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာခုနဂျာလူတို့တာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်လားစာတို့တာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တွေကပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်ဒီလူဒီလူဘာကြောင့်လားစာတို့ပေးတယ်ဆိုရဲသူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့မှတ်တမ်းတွေအကဲဖြတ်မှုတွေ ဘယ်လိုဘယ်လိုအကဲဖြတ်ပြီးတော့ဘယ်လိုမျိုးပေးတယ်ဆိုတဲ့ဟာမျိုးတွေကိုတေချာလေးဝန်ထမ်းတွေနားလည်အောင်ပြောပြထားဖို့လိုပါတယ်အဲ့တော့ຢာရုတော့တိုးသွားတယ်လာတာတော့တိုးသွားတယ်ဘယ်လိုတိုးပေးလိုက်မှမသိဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုရင်အောက်မှာတန်တရားတွေဖြစ်တတ်တယ်ဘက်လိုက်တာလာသူနဲ့ရင်းနှီးလို့ပေးတာလားဆိုတာတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီအချက်တွေမှာကျွန်တော်တို့ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်နောက်တစ်ခုကတော့တာဝန်ယူမှုတာဝန်ခံမှုပါနံပါတ်၄အချက်ပေါ့နော်အဲ့တော့အိရှာတွေနောက်ထပ် line နိုင်ရမယ်ကျင့်ဖို့ကတော့တာဝန်ယူမှုတာဝန်ခံမှုရှိပါတယ်ဖြစ်ပါတယ်အဲ့တော့ လူတိုင်းကအမှားနဲ့မကင်းဘူး။ဒါကြောင့်မလို့အိရှာတွေမှာလည်းကျွန်တော်တို့အမှားနဲ့မကင်းနိုင်ဘူးပေါ့နော်။အဲ့တော့ကိုမှားတဲ့အခါမှာကိုတခုခုလုံမိလိုက်တဲ့အမှားတွေပြန်ပြီးတော့တောင်းပန်ရရမယ်ပြန်ပြီးတော့တောင်းယူရမယ်။ဆိုပါစို့အိရှာတွေလာစားတွက်တယ်မှားတယ်။အဲမှားတဲ့အခါမှာတောင်းယူပြီးတော့ပြန်လဲဖြည့်ရှင်းပေးရမယ်။တခုခုယာရုတို့တဲ့ဆုံးမချက်တွေမှားတယ်။မှားတဲ့အခါမှာတောင်းယူပြီးတော့ပြန်လဲဖြည့်ရှင်းပေးရမှာဖြစ်ပါတယ်။နံပါတ်5အချက်ကတော့လှုပ်ဝက်မှုပါ။လုံးဝမှုဆိုတာက confidential ကိုပြောတာအဲ confidential ဆိုတာလုပ်ငန်းဘက်မှာရှိသလိုဝန်ထမ်းဘက်မှာလည်းရှိတယ အဲ့တော့ဆိုပါစို့ဝန်ထမ်းကြီးရဲ့ personal profile လို့ခေါ်တယ်သူတို့ရဲ့နော်ဒီ detail ကိုအကုန်လုံးသိရတယ်သူတို့ရဲ့အကြောင်းအရာ detail ဆိုတာသူတို့ရဲ့နာမည်တွေသူတို့ရဲ့နေရက်လိပ်စာတွေပြီးရင်သူတို့ရဲ့ဖုန်းနံပါတ်တွေသူတို့ရဲ့သွေးမျိုးစားတွေသူတို့ရဲ့မိသားစုဝင်တွေနော်ဒါတွေအားလုံးကို HR မှာ record ရှိတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့တွေကခုနဟိုမလို့ app နဲ့တခြားလူကိုလိုက်ပြီးတော့ပေးတာလိုက်ပြီးတော့ပြောပြတာတွေလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဆိုပါစို့ကောင်မလေးတယောက်ကိုကောင်လေးကကြိုက်တယ် ကြိုက်တော့ HRD မှာလာပြီးတော့ဖုန်းနံပါတ်လေးပေးပါအောင်ဆိုပြီးတော့လာပြီးတော့တောင်းတယ်ပေါ့နော်အဲအဲ့လိုအခါမျိုးတော့မှပေးလို့မရပါဘူးเนาะကျွန်တော်တို့တွေကဒါတချို့လို့ဝက်တင်တဲ့ဟာတွေကို confidential အနေနဲ့ထားတင်ပါတယ်ပြီးတော့လုပ်ငန်းဘက်မှာလည်းအဲ့ဒီလိုမျိုး confidential တွေဆိုတာရှိတာအဲ့တော့လုပ်ငန်းရဲ့အရေးကြီးတဲ့ data အချက်လက်တွေမသိတဲ့ဟာတွေဝန်ထမ်းတွေကိုပေးမသိရတဲ့အချက်လက်တွေရှိတယ်။အဲ့ဒီဟာတွေကိုလည်းကိုယ်ကသိတယ်ဆိုရင်ဗဇက်ဖွာပြီးတော့အကုန်လုံးရှောက်ပြီးတော့ပြောလို့မရအောင်။အဲ့တော့အရှာဌာနမှာလုပ်ရင်အရန်ကြီးဗဇက်ဖွာလို့မရအောင်ပေါ့နော်။ဟုတ်ပြီ။ ဒါကတော့ကျွန်တော်တို့လိုအပ်တင်တာတွေကိုလိုအပ်ရမယ်ဒီကျင့်ဝတ်တွေကိုလိုက်နာဖို့လိုတယ်အဲနံပါတ်6အချက်ကတော့ကျွန်တော်ကျွမ်းကျင်မှုပါဘာကိုကျွမ်းကျင်ရမလဲဆိုတော့ HR နဲ့ပတ်သက်ပြီးကျွမ်းကျင်ရမယ်တချို့က HR လုံနေကြတယ်ဒါပေမဲ့ HR အကြောင်းဘာမှတော့မသိဘူးပေါ့နော်ဥပမာဒီစေးမားလောက်လုတ်တယ်ဒါမှမဟုတ်အလုံးလုံးနေနေရာူတိုးပေးလို့ဆွဲခန့်လို့ HR ဖြစ်သွားတယ်ဒါပေမဲ့ HR function နေမိတီဘာမှမသိဘူး HR ကခုနဟို HR စောက်တွေဖတ်ဘူးလားဆိုရင်ဘာမှမဖတ်ဘူးသင်တန်းတက်ဘူးလားဆိုရင်မတက်ဘူးအဲ့လိုမျိုးရှိတယ်အဲ့တော့ HR နဲ့ပတ်သက်တဲ့ကျင့်ဝတ်တွေမသိဘူး HR ရဲ့ process တွေမသိဘူး ကိုလုံနေရတဲ့အလုပ်လေးနည်းနည်းတော့ကိုပဲဒါအိရှာအလုပ်လို့ထင်နေကြတာပေါ့နော်ဥမာဆိုပါစို့အတန်းနဲ့လုပ်တယ်လားသာတွေ့တယ်လူမှုဖူလုံရေးလေပါရုံသွားတယ်ဒီလောက်ကိုပဲဒါအိရှာအလုပ်လို့ထင်တာမျိုးပေါ့နော်ဒါကြောင့်မလို့အိရှာနဲ့ပတ်သက်ပြီးတော့ကိုကလက်တွေ့မရှိလက်တွေ့ပဲရှိတယ်စာတွေ့မရှိဘူးဆိုပြီးတော့ဆိုရင်ကျွန်တော်ထပ်ပြီးတော့သင်တန်းတွေတက်တင်တယ်သင်တန်းမတက်ချင်ဘူးဆိုရင်လည်းစာအုပ်တွေဖတ်တင်တယ်ပေါ့နော်စာတွေ့ပြန်လေ့လာတင်တယ်အဲ့တော့ဒီတိုင်းမနေပါနဲ့ပေါ့နော်အဲ့တော့ကျွမ်းကျင်မှုလိုတယ်နားလည်ထားဖို့လိုပါတယ်အိရှာလုပ်မယ်ဆိုရင်အိရှာတော့ကျွမ်းကျင်မှုလိုတယ် အဲ့နောက်ထပ်နံပါတ်9အချက်ကတော့အလုံသမားဥပဒေကိုနားလည်ရပါမယ်အဲ့တော့အလုံသမားဥပဒေနားမလည်ဘဲနဲ့အိရှာသွားလုပ်နေရဆိုရင်ခုနလိုမျိုးမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေမှားယွင်းတဲ့ဟာတွေကဒီအချက်ဒီအချက်တွေဒီအလုံသမားဥပဒေနဲ့ညီလားဆိုတော့ကိုမသိရင်ကိုအကြံပေးလို့မရအောင်ဒါကြောင့်မလို့အလုံသမားဥပဒေနဲ့အညီလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ရှင်းရှင်းပြောရရင်တော့အိရှာကိုအလုံရှင်အခန့်ထားတာဒါကြောင့်မလို့အလုံရှင်ကိုကျွန်တော်တို့တွေကအိရှာတွေကသွားပြီးတော့အမိန်ပေးလို့မရအောင်အလုံထုတ်လို့လည်းမရအောင်ဘောနော် ဲ့တော့အလုပ်ရှင်ရဲ့ဆုံးဖြတ်ချက်တွေကိုကအကြံပေးပိုင်ခွင့်တော့ရှိတယ်အဲ့တော့အလုပ်သမားဥပဒေမှာနားမလည်ကိုဘယ်လိုအကြံပေးမှာလဲအလုပ်ရှင်ကလည်းကိုယ်တိုင်မြင်မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့အ ਨੇ ဆုံးတော့အလုပ်သမားဥပဒေတွေနားလည်ထားဖို့လိုပဲဒါမှသာလေခုနအလုပ်ရှင်ကိုပြန်ပြီးတော့အကြံပေးထောက်ပြလို့ရမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကိုကျိုးမကြည့်ခြင်းပေါ့နော်အဲ့တော့ HR တွေကကိုကျိုးကိုကျိုးစီးပွားပေါ့နော်ကိုရာရူးတိုးရေးကိုလှဆာတိုးရေးဒါမျိုးတွေကိုပဲအဓိက focus ထားနေလို့မရဘူး ဲ့တော့အလုသမားတွေရဲ့အကျိုးစီးပွားကိုလည်းကာကွယ်ပေးရမယ်အလုရှင်ဘက်ကိုလည်းကျွန်တော်တို့အကျိုးစီးပွားကိုကြည့်ရအောင်အများအကျိုးပဲကြည့်ရအောင်အဲ့တော့အချုပ်ပြောရမယ်ဆိုရင်လုပ်ငန်းရဲ့ရေရှည်တိုးတက်မှုကိုကျွန်တော်တို့ကြည့်ရအောင်အဲ့ဒီလုပ်ငန်းရေရှည်တိုးတက်ဖို့ဆိုရင်နှစ်ဖက်စလုံးအရေးကြီးတယ်ဝန်ထမ်းကဒီဘက်ကအလုရှင်ဘက်ပေါ့ဗောနော်အဲ့ဒီအကျိုးစီးပွားကိုပဲကြည့်ရအောင်အဲ့တော့ကိုကျိုးကိုပဲကျွန်တော်တို့ကြည့်လို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့အဲ့ချလုံးမယ်ဆိုရင်ကျွန်တော်အခုပြောခဲ့တဲ့အချက်ချစ်အချက်ချစ်ချက်ပေါ့နော်တရားမျှတမှုတွေလေးစားမှုတွေပွင့်လင်းမြင့်သာမှုတွေတာဝန်ယူမှုတွေလျှို့ဝှက်မှုတွေကျွမ်းကျင်မှုတွေ ပြီးတော့ကျွန်တော်တို့ဥပဒေနားလဲတာတွေကိုကြိုးမကြည့်ခြင်းဆိုတော့ဒီကျင့်ဝတ်ရှစ်ချက်နဲ့ညီဖို့လိုပါတယ်နော်အဲ့တော့ဟိုကအခုမှအရှာကိုစပြီးတော့လေ့လာနေဆိုရင်လည်းဒီဟာလေးတွေကိုလိုင်းနာကျင့်သုံးဖို့အခုတည်း ready လုပ်ထားပါအခုလက်ရှိလုပ်ငန်းခွင်ထဲမှာလုပ်နေတဲ့အရှာတွေလည်းဒီကျင့်ဝတ်တွေမလိုက်နာဘူးဆိုရင်အလုပ်ရှင်အလုပ်သမားဆက်ဆံရေးအဆင်ပြေမှာမဟုတ်ဘူးအရှာဘောလည်းအမြင်နေစောင်းနေမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့အရှာတဲ့အနေနဲ့ဒီကျင့်ဝတ်ရှစ်ချက်ကိုတော့လိုက်နာသင့်တယ်လို့ကျွန်တော်ဒါပြောရခြင်းဖြစ်ပါတယ် ဲ့တော့ဒီဗီဒီယိုရဲ့ comment လေးမှာရေးခဲ့ပေးပါအခုဒီကျင့်ဝတ်ရှစ်ချက်ကိုအဲ့ရှာတွေလိုက်နာရမယ်ဆိုတဲ့ဟာမျိုးသဘောတူလားပါနော်သဘောတူတယ်ဆိုရင်သဘောတူတယ်လို့ comment မှာရေးခဲ့ပေးလို့ရပါတယ်ကျေးဇူးတင်ပါ